9ရက်3လ2025ပေါ့เนาะကျွန်တော်လဲတစ်တော်လေးမှာသတင်းလေးတွေမတင်ဆက်တာ5ရက်ရှိသွားပြီကျွန်တော်တစ်တော်အကောင့်ကเนาะ first one ပေးခံနေရပြီအနီထိနေပြီပေါ့เนาะအဲ့ဒါကြောင့်မလို့လဲကျွန်တော်ရက်ထားတာဒီနေ့ကတော့ကျွန်တော်တို့မင်္ဂလာရှိသောနေ့ပေါ့เนาะမင်္ဂလာရှိသောနေ့ဆိုတာကဘာလို့မင်္ဂလာရှိလဲဆိုကျွန်တော်တို့နိုင်ငံအတွက်เนาะကျွန်တော်တို့လူမျိုးအတွက်တိုင်းပြည်အတွက်ကိုเนาะတော်တော်လေးဝေးလံခေါင်းပါတဲ့ဒီရုရှားတို့ဒီဘီလာရုတို့ဘက်မှာ တမတော်ကာကွယ်ဦးစီးချုပ်အဘအနိုင်ငံတော်ဝန်ကြီးချုပ်ကြီးကနော်တိုင်းပြည်အတွက်ကိုသူပေါ့နော်တခြားနိုင်ငံတွေမှာသွားရောက်ကြိုးစားခဲ့တာပေါ့နော်သွားရောက်ကြိုးစားခဲ့တာအောင်မြင်စွာနဲ့ပြန်လာတဲ့နေ့လို့ပြောလို့ရပါတယ်ပေါ့နော်အဲ့တော့အဘကာချုပ်ကြီးကိုအမ်အဘကာချုပ်ကြီးကိုဂုံပြူတဲ့ကြပြလေးတစ်ပုဒ်ပေါ့နော်အဲ့ဒါကိုတောင်ကြီးကမောင်အေးချမ်းကနေပြီးတော့မှရေးဆက်ထားတာပေါ့နော်ကြပြလေးကတော့ကျွန်တော်နှစ်ပုဒ်ဖတ်ပြမယ်ပေါ့နော်ဒီပထမဦးဆုံးအပုဒ်ကတော့ အပြန်လန်းနဲ့နော်ကောင်းသတင်းတွေမွေးပြန့်ဝေသည့်နှွေခိမှန်ဦးယာဒီကူး၌ကြည်နူးပွေရာအဖျားပြားကို ဆောင်းလာနိုင်မိဖုံးကန်ရှိ၍လက်ရှိအချိန်နေအထွေထွေမှမသွေမုတ်ချပြန်ယုံထားဖို့စိတ်ချလို့တာညှော်နေပါမိတဲ့မောင်အေးချမ်းတောင်ကြီးနော် သူရေးထားတာကတော့6ရက်3လ2025 10 25မိနစ်မှာရေးထားတာ မင်္ဂလာရှိသောနေ့ရဲ့ပါတဲ့ကောင်းချင်းဖြာဖြာပြေဆုံးပါစေတဲ့အဲ့ဒါတော့အဘကာချုပ်ကြီးကိုဂုံပြုတ်တဲ့ကဗျာလေးဖြစ်ပါတယ်ပေါ့နော် နောက်တစ်ပုဒ်ကတော့ရောင်နီတဲ့ကဗျာနာမည်ကတွေးတော်မြုံမြင်လမ်းကောင်းထွင်တော့လူအင်ဆန္ဒကောင်းကျိုးရဖို့ပြေဝနိုင်ရေးထောက်ကူပေးပြီးရှုပ်ထွေးတာတွေမေးမိန်စီလျက်ရွှေရောင်ရက်များပြည်သူ့ကြားမှာ အစားထိုးကရောက်လာမည်တဲ့စိတ်ချလို့သာကြိုနေသည်တဲ့မောင်အေးချမ်းတောင်ကြီး903လ2025 19နိုင်20မင်္ဂလာညချမ်းမှာတဲ့ငိန်ချမ်းအေးမြကြပါစေတဲ့နော်ဒီကဗျာနဘုတ်ကအဘကကြုံကြီးကိုအဘကကြုံကြီးရုရှားခီးစဉ်ဘီလာရုခီးစဉ်ကနေပြန်လာရင်အဲရုရှားတို့ဒီဘီလာရုတို့မှာဘီလာရုတမရာဆိုရင်အဘကကြုံကြီးပေးတဲ့ဟာလေးကိုနန်းတာနော် နမ်းပြီးတော့မှခုံပြူတာပေါ့နော်အဲရုရှားတမရဗလာဒီမာပူတင်ကလည်းရင်ပတ်ချင်းအပ်ပြီးတော့မှဖတ်ပြီးတော့နင်းနေထွေးထွေးကြိုဆိုတာပေါ့နော်ကျွန်တော်တို့နိုင်ငံကဘသူပဲအုပ်ချုပ်ပါစေနော်တိုင်းပြည်ကောင်းဖို့အရေးကိုဦးစားပေးပြီးတော့လှုပ်တဲ့လူဆိုရင်ကျွန်တော်တို့ဘသူဖြစ်ဖြစ်ကြိုးစိုးမှာပါနော်အဲ့တော့နောက်ကနေပြီးတော့ဒီနိုင်ငံခေါင်းဆောင်ရဲ့အလက်အောက်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်နေတဲ့ဝန်ထမ်းတွေလဲနော် မှားခဲ့တာရှိပါသေးတော့အမှန်ကိုမြင်ပြီးတော့တိုင်းပြည်အတွက်အေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူအတွက် အလုတ်လုတ်ပြီးတဲ့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေနော်အဖြစ်ဆက်လက်ရည်တည်ပေးပါလို့ကျွန်တော်ကပြောချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီမှာတည်င်းလေးတွေပေါ့တည်င်းလေးတွေကလန်စဲဒေတာရဲ့ရွှေထွက်ရှိမှုဟာတပိချင်းဒေတာနဲ့မိုးဒီမိုးမီရွှေလုတ်ကွက်နှစ်ခုပေါင်းတဲ့ရွှေပုံမှုထွက်ရှိပါတယ်တဲ့ထိုဒေတာကို KIA ကဝါလက်နက်ကင် အဖွဲ့ကိုလှုပ်ခွင့်ပေးထားပါတယ်တဲ့ပြည်တော်စုစိုးစားရဲ့တင်ရန်စာတာတွေထုတ်ယူပြီးပုံကံသူအဖွဲ့အစည်းများကိုထောက်ပံ့မှာစိုးရင်ရသဖြင့်အမြန်ဆုံးတားဆီးပေးပါရန် တင်ပြအပ်ပါတယ်တဲ့ရွှေချက်ဆက်ယုံစောက်ရံနဲ့မြေရှားတထုထုတ်ရန်လေလှုပ်ပိုင်ခွင့်ခွင့်ပြုထားပါသည်တဲ့တို့ပါ၍တိုင်းပြည်တင်ရန်စာတာများမဆုံးရှုံးစေရန်တားဆီးပေးပါရန်တင်ပြအပ်ပါတယ်တဲ့နော် ။ဒီဟာကတော့ကျွန်တော်မကြေညာပြစ်ခဲ့တာပေါ့။၄ရက်၃လ2025ကလက်ပံလာစခန်းကိုဘုံကျဲအသေးပြောက်များတယ်တဲ့။ရွာသားတွေကိုအကန့်မခံဘူးတဲ့လူနာတင်ရင်တွေတော့တန်းစီနေတာပဲအကိုကြီးရေတဲ့တော်တော်ကြွသွားတယ်တဲ့အဲ့ဒီကောင်လေးတဲ့နော်နောက်တစ်ခုကသူကအဲ့ဒီတည်တဲ့လူတွေကို မမြုပ်ဖဲနဲ့နော်တခါတည်းမြစ်တဲ့ဟိုညာရင်းချင်းအကုန်လုံးမျောချပလိုက်တာတဲ့နော် PDF တွေဘောကတော်တော်ကန်ဆိုးတယ် နော်ကန်ဆိုးတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အချိန်ချင်းကာကာပြောတယ်။တိုင်းပြည်အတွက်သတိမမှန်ရင်မူမမှန်ရင်တိုက်တဲ့တော်လှန်ရေးလို့ဘယ်တော့မှမအောင်မြင်ဘူး။အခုတိုင်းပြည်ကအခုနော်နိုင်ငံတော်သမ္မတအကြီးဒီအခုနိုင်ငံတော်ဝန်ကြီးချုပ်ကြီးအနေနဲ့နော်တွားရောက်တာကျွန်တော်တို့တိုင်းပြည်မကြခင်အချိန်တွေမှာအေဂျင့်တော်ပဲတက်မတော်ကလည်းနောင်ချိုးပြန်လဲရရှိပြီးရင်တောက်လျှောက်ပဲပေါ့နော်။အဲပြည်သူတွေအေးချမ်းချမ်းနဲ့ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့အချိန်ကိုပြန်လဲရောက်ရှိလာတော့မယ်။အဲ့တော့တက်မတော်အကြီးအကဲတွေကနော် ဟိုလမ်းမှန်ကိုဖောက်ပေးတယ်ပြည်သူလူထုတွေကလည်းလမ်းမှန်ကိုရှောက်ရမယ်နော်အဲ့တော့အဖြတ်သမားနဲ့နော်တိုင်းပြည်ကိုကောင်းအောင်လုပ်တဲ့လူနဲ့ဆိုရင်ကျွန်တော်တို့ကတိုင်းပြည်ကိုကောင်းအောင်လုပ်တဲ့လူဘက်မှာပဲရက်တည်ပေးရမယ်ဟုတ်ပြီလားအဲ့တော့စဉ်းစားကြည့်ကြည့်ဗျာတမ်းမတော်ကနှစ်ပေါင်း80အုပ်ချုပ်တယ်ပြောပြီးတော့လှုပ်လာလိုက်တဲ့အလုပ်တွေကျွန်တော်တို့အမြဲတမ်းပြောတယ်အမြန်လန်းနေနော်နေပြည်တော်ကြီးမြို့ကြီးတွေလွတ်တော်ကြီးတွေဇေဒီပထိုးပေါင်းမြောင်များစွာတွေနော် စေမောင်းတာတမန်တွေနော်တက်မတော့အစဉ်အဆက်လုတ်ခဲ့တယ်ဒါကို9နှစ်တာအုပ်ချုပ်သွားတယ်နော်ဒီဒေါ်စုကြည်ဆိုတဲ့အဖွားကြီးကရည်ရွယ်ချက်ရှိရှိနဲ့တိုင်းပြည်ကိုပြက်လို့ပြက်စီဖြစ်အောင်လုပ်သွားတယ်အဲ့ဒီမှာခွေးတိုက်ကလည်းနောက်လိုက်ခွေးတိုက်တွေရလဲနော်တိုင်းပြည်ကိုပြက်လို့ပြက်စီနော်စကြေကောက်နော်အိမ်တွေပေါ်တက်ယူပြီးမျိုးတွေပဲပြက်သွားတာပြည်သူလူထုတွေပဲဒုက္ခရောက်ကြတာနောက်တစ်ခုကတော့ မြင်းညံမျိုးပေါ်အမှတ်၁၈ရက်ွက်တဲကိုတဲ့အကြံဖက်အုပ်စုလာလာတိုက်နေတာငားကမကားတော့ဘူးတဲ့မြင်းညံမျိုးပေါ်မှာဒလန်ဆိုပြီးစစ်တပ်နဲ့ပတ်သက်သူတွေကိုမျိုးတဲအထိလာဖမ်းတာနဲ့မိသားစု၄စုပါပါသွားပြီတဲ့တချို့လည်းပတ်စံပေးပြီးပြန်လွတ်လာတယ်လို့ပြန်မလာတော့ပဲအသက်ခံရတာလည်းရှိတယ်တဲ့မြင်းညံအခြေဆိုင်ခမရဆန်ကအလုံးမလုံးတာတော့မဟုတ်ပါဘူးတဲ့လုံးကြပါတယ်တဲ့အခုကမနိုင်ဝင်ထမ်းနေရပြီအင်အားမမျှတာပါတဲ့အထက်ကလူကြီးတွေကအင်အားလက်နဲ့လုံလောက်အောင်ချမပေးထားပါဘူးတဲ့မြင်းညံပတ်လည်မှာအကြမ်းဖက်အင်အားတထောင်ကျော်ရှိပါတယ်တဲ့0တက်ကြီး နထိုးကြီးစိုးအောင်ဘလက်တိုက်ကဘုံမိုက်ခဲအပြင်တခြားအဖွဲ့အသေးလေးတွေ20လောက်တိရှိတယ်တဲ့ဒါကြောင့်လာဘကမှာရှိတဲ့အထက်လူကြီးတွေကမြင်းကြံပြူဟာကို UAV နစည်းခန်းတော်ဖြစ်ဖြစ်စစ်တပ်လေဒီဖြစ်ဖြစ်တခုခုချပေးဖို့တောင်းဆိုပါတယ်အခုလက်ရှိညင်းလို့မရတဲ့အမှန်တရားကတော့လေမြင်းညံမျိုးအပြင်သုံးမိုင်ပတ်ပတ်လည်မှာအကြမ်းဖက်များခြေကုပ်ယူဆက်ကြီးကောက်စိုးမိုးနေပါကြောင်းတင်ပြအပ်ပါတယ်ပြောပြရစီခင်ဗျာတဲ့နော်နောင်ချိုက30ရွာမှာတရက်ကုန်း ကထွက်တဲ့ PDF လင်မယားလက်ဖိတ်ဆိုင်ဖွင့်ပြီးဗန်းပြပြီးလူစုပေးနေတယ်တဲ့သူတို့နံမည်ကကိုစမောနဲ့မလက်လက်ဖြိုးလို့ခေါ်ပါတယ်တဲ့ချွေကြင်းရွာမှာလည်းတစ်ဖွဲ့ရှိနေပါတယ်တဲ့နော်နောက်တစ်ခုကတော့နောင်ချိုဒီနောင်ချိုမြို့ပဲပေါ့နော်နောင်ချိုမြို့ထဲမှာ နောင်ချိုကညီမလေးပါတဲ့တရင်ပေးခြင်းလို့တဲ့ဥဝင်းချိုအိမ်ဘူဒာနာမှာ PDF တွေနေတယ်တဲ့ဥဝင်းချိုနဲ့ PDF ပလောင်တွေကအစင်ပြေတယ်တဲ့သူညီမကကြောင်းစရာမှာဒေါ်ထားရွှေတဲ့အခုပြင်ဦးလွင်ကနေပစ္စည်းတွေစားကြရတယ်ပေးနေတယ်တဲ့နောင်ချိုရှမ်းကုန်းမှာလည်းတစ်ဆက်လုပ်ထားပါတယ်တဲ့နော်ကိုဖုံးရေးတဲ့ပေါ့မြို့နဲ့တရင်လေးပါတဲ့ပေါ့မြို့အခြေအနေတင်ပြပေးပါအခုဖုံးရေးတဲ့ပသိမ်မုံရွာလမ်းကနေ 6စောကားလမ်းမှာဂိတ်တွေမရှိတော့တာလားတဲ့ရခိုင်ကိုစားနေရိတ်ကကားတွေပေါက်နေတာကနေပေါက်ကနေထွက်နေတာတဲ့ဂိတ်ကငွေယူပြီးလွတ်နေတာလားဗျာတဲ့ဒဏ်ကားတစည်းကို380ရနေတယ်တဲ့ရခိုင်ကိုပို့တာအပြန်ကိုလက်နက်ကြီးတဲဆောင်လာတာတဲ့အထက်လူကြီးများသိအောင်ကိုဖုံးပြောပေးပါတဲ့နော်တောင်ကြီးကနေကားနဲ့တနာီခွဲလောက်သာသွားရတဲ့ဖာလဲမာတဲ့သွားရတဲ့ဖာလဲမာတောင်းနဲ့ဝါလက်မဲ့မပိုင်ကူးတန်းလို့မရတော့ဘူးလို့သိရတယ်တဲ့ ရှမ်းတောင်ရှမ်းရှိလုံကြုံရေးအားနည်းချက်စိတ်ဝင်မှုများစွာဖြစ်ပေါ်နေတဲ့ဟိုတလောကလည်းတဲ့အေးသားရရက်ွက်အုတ်ချုပ်ရည်မှုအရွေးမားလို့အရွေးမားမလို့ဖြစ်သေးတယ်တဲ့နေပြည်တော်ကလမ်းမေးရင်တော့အားလုံး okay ပဲလို့ပြောတယ်တဲ့နော်လေးရက်နေ့ကလက်ပလာစကန်ကိုချဲတာ PDF 30အမားက25ရောက်သေးသူတို့တွေသေတော့တဲ့ပြည်သူတွေအတိမခံပဲတဲ့ညာဘက်ကိုတဲ့ရှင်ကူးမြို့ကိုဖျက်ပြီး AR မြစ်ထဲကိုမျောလိုက်တာသိရတယ်တဲ့မြုပ်တော်မမြုပ်ဘူးတဲ့အလောင်းတွေကိုတဲ့ထက်ရီလင်းကုမ္ပဏီကိုလည်း ကျဲစီကျင်တာအကိုကြီးတဲ့အဲ့မှာ PDF တွေအများကြီးရှိတယ်တဲ့နော်နောင်ချုံမျိုးမဲပုတ်ရွာတွင်နဲ့အင်အားစုဘွဲ့အင်အားရာကျော်စုဘွဲ့နေကြောင်းတရင်ရရှိတယ်ကံကြီးအုပ်စုတရက်ကုန်းရွာတွင်ဒံယာရတူများအားဆေးကုနေကြောင်းတရင်ရတယ်တဲ့နော်အဲ့ဒါကတော့ကျွန်တော်ဟောပေါ့တရင်ရလဲဘယ်လိုမျိုးပေါ့နော်ကျွန်တော်အားလဲဒီအကောင့်နေနေလို့ပေါ့နော် ဒီတစ်တော့ကနေမတင်တာ YouTube မှာလည်းဒီညလိုက်လွင့်ဖြစ်ရင်ဖြစ်မယ်ပေါ့နော်ရွှေဘုံမြို့အနောက်ဘက် ရေဦးလန်းတွက်မှာ PDF များတော်တော်ကိုတောင်းကျမ်းနေပါပြီတဲ့အရင်ကလည်းကိုဘုံစီတရင်ပေးခဲ့ဘူးတဲ့ကျွန်တော်ကျွန်းတော်အုတ်ရှိကန်ရွာဟောင်းတိန်တန်းစီတိုင်းအနီးတပြေးသားမြတ်ကြေးရွာများကိုရှင်းပေးပါအနူးညွတ်မြတ်တာရက်ခံတောင်းပန်ပါတယ်တဲ့အကူကြီးတောင်းပန်ပါတယ်ခင်ဗျာတဲ့ကျွန်တော်ကတော့ဒီနေ့နိုင်ငံတော်အကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ်ကြီးကိုကြိုဆိုဖို့အတွက် နေပြည်တော်ကိုရောက်ရှိနေတာဖြစ်ပါတယ် အားလုံးမစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းဒုက္ခနဲ့ပြည့်စုံပြီးမြန်မာနိုင်ငံကြီးအမြဲဆုံးငြိမ်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေနဲ့နောက်တန်းကမိသားစုတွေအမြဲဆုံးပြန်လည်ပေါင်းဆက်နိုင်ပါစေလို့မြတ်တာဘုဆုတောင်းရင်းနဲ့